ရမန်ကိုရီဇာလန်လေးပဲဖြစ်ပါတယ်။ EOR တိုင်းကြိုက်လက်မျိုးနဲ့ဗမော်ကြီးရွာရှိဖုန်ကြီးချောင်းရဲ့အနောက်ဘက်မှာရှိတဲ့ရေကန်မှာအမအရွေးမခန်အလုံးချမ်းသည်လို့လည်းနာမည်ကြီးတယ်။ထို့သောနာမည်ကြီးစေသောအကြောင်းရင်းမှလည်းရှိနေပြန်လေတယ်။တခါကဗမော်ဖုန်ကြီးချောင်းရဲ့ကထရင်အစနေညမှာ ဆိုင်ပါသဖြင့်အနီးပတ်ဝန်းကျင်ရွာများမှဆိုင်းလာနာထောင်သူများဈေးတည်များဖြင့်စီကားနေလေတော့တယ်။အချိန်အားဖြင့်တော့ည7:00နာရီခန့်တွင်တော့ကွန်းရလာရောက်သူကောင်မလေးနှင့်သူမရဲ့ရီစားတို့မှကံပေါင်းဘေးတွင်ချင်းတွေ့ကြလေတော့တယ်။အခြားနေမှာဖြစ်ကြသောကြောင့်ထိုကံရဲ့အကြောင်းကိုမသိတာလားမယုံကြည်လာတာတော့မပြောတဲ့။မနက်မိုးလင်းတဲ့အခါမှာတော့ကံပေါင်းဘေးတွင်မျက်နှာညီကြီးများဖြင့်တကူလုံးတောင့်တင်းလျက်တယောက်ယောက်ကိုစူးစူးဆိုက်ဆိုက်ကြည့်နေသည်သူတို့စုံတွဲကိုတွေ့နေရတယ်။စကားလည်းမပြောမေးလို့လည်းမရချေ။ ရွာကလူကြီးသူမများကလည်းကံမောင်ရှိနတ်စင်တွင်တောင်းပန်ကြတော့လေနေ့လယ်ပိုင်းမှာပဲကိုရတဲ့ကောင်မလေးနဲ့ သူရဲ့ရည်စားတို့မှာတည်ဆုံသွားကြရလေတော့တယ်။နောက်ထပ်ဖြစ်ဖြစ်တကူကထိုကံကိုပို့ပြီးတော့သတင်းကြီးသွားစီပြန်တယ်။ကံပေါ်မှာရှိတဲ့နတ်စင်ဘေးမှာမာလကာဘေးရဲ့အကိုင်းအခက်ကနတ်စင်ဘောကိုမိုးနေလေတယ်။ထိုအကိုင်းတွေမှဲ့ကန်ပြီးဖြစ်နေတဲ့မာလကာသီးကြီးတလုံးရှိနေလေတော့တယ်။ထိုမင်္ဂလာသီးကြီးကိုចောင်းသားတရားမှတက်ရွေခူးလေတော့တယ်။အပင်ဘောသူတက်ရည်နတ်စင်ဘောသူကိုင်းနေသည့်ကိုင်းဘောကိုတက်မြည်အလုံးမှာတော့အမွေးအမြင်များဖြင့်ကြီးမားတဲ့လက်ကြီးတစ်ခုကရိုက်ချလေတော့တယ်။ထိုចောင်းသားလေးမှလည်းအကြောက်လိုပြီးတော့တည်ဆုံသွားကြရလေတော့တယ်။အဲ့ခါမှပဲအချား ားမှဦးစင်တစ်ပါးကလည်းညပဲ၌ကံပေါင်းပေါ်မှာတရားလာထိုင်နေတော့တယ်ထို့သောတရားထိုင်နေချိန်တော့ရေကန်တဲကချုံမောလာပါတဲ့မိမပြိုလေးတယောက်ပေါ်လာပြီးတော့ဦးစင်အားနှောက်ရက်လေးတော့တယ်ထွက်ကဦးစင်ကသူ့အားမနှောက်ရက်ရဲ့ပြောဆိုတောင်းမလေးတော့တယ်မရဘူးတရက်နှစ်ရက်သုံးရက်မြတောင်းမယ်လည်းမရဘူးထို့ကဦးစင်လည်းဒေါသထဲရေးလေးရက်မြောက်နေမှာတော့ငတ်ကြီးတောင်တာတစ်ချောင်းကိုယူဆောင်ပြီးဘေးတွေချရွေတရားထိုင်နေတော့တယ်အိမ်ညာမှာပဲရေကန်ထဲမှာမိမပြိုလေးကလာပြီးနှောက်ရက်ပြန်တဲ့ဖြစ်ဦးပစင်းကဘေးမှာချထားတဲ့ငတ်ကြီးတောင်တာအဖြစ်ထရွေခုတ်ရန်ပြန်လိုက်စ င်မာတွေချောမောလှပတဲ့မင်းမပြုံလေးမှာကြောက်စရာကောင်းလို့တရေသစီမအဖြစ်သူပြောင်းသွားပြီးဥပဇိရဲ့ရုံဝကိုချက်တော့ဖျက်ဆောင်ကန်လိုက်လေရဥပဇိမှာသွေးအံပြီးပြန်လုံတော့မူသွားခဲ့ရတယ်ထိုသားကိုကျောင်းဝင်းနယ်လန်းဤအောက်တွင်ထည့်သွင်းမြုပ်နယ်ထားခဲ့ပါတယ်ထိုသူသောအကြောင်းအရာများကြောင့်ဗမော်ရွာဖုံးကြီးကျောင်းအနောက်ဘက်ရှိရေကန်တွင်နေပြည်တော်သည်လို့နာမည်ကြီးလာလေတော့တယ်24ရက်4လ2008ခုနှစ်တွင်ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်လာတဲ့လေဖီးယားနှင့်ရုံဝန်းက28ရက်4လ2008တွင်တော့အားကောင်းသော ိုင်ကလုန်မုန်တိုင်းနာခဲ့အဖြစ်သူပြောင်းလဲသွားလေတော့နဲ့30ရက်၄လ2008တွင်မြန်မာနိုင်ငံသို့ဥတည်လာခဲ့ပြီးတော့2ရက်5လ2008မန္တလေးမှာတော့ AOD တိုင်းဟိုင်းကြီးကျောင်းမှစ၍ကုန်းတွင်းပိုင်းကိုဝင်ရောက်တိုက်ခိုက်လေတော့နဲ့တနအီလီယမ်120နုံဖြင့်မြို့ဝကြုံမော်ဒေတာတခွေလုံးကိုရက်ဆက်စွာနဲ့ဖျက်ဆီးခဲ့လေတော့တယ်။အဲ့ဒီနာခဲ့မုံတိုင်းရဲ့တန်းကိုဗမော်ကျွရလည်းခံရလေတော့တယ်။အဖျားခက်မြဖြစ်သည့်ဖြင့်လူအသေးပြောက်မရှိခဲ့ပေမဲ့အင်ဂျီအတော်များများနဲ့ ရွာဦးဖုံးကြီးကျောင်းမှာပြိုကျပျက်စီးခဲ့ရလေတော့တယ်။ကျောင်းနိုင်ဆရာတော်ဥကေတဝါမှကျောင်းအစ်စ်ပြန်ဆောက်ရန်ရွာသူရွာသားများနဲ့တိုင်ပင်ပြီးတော့ရွာနီး၆ဆက်များကိုအလူခံလေတော့တယ်။ ဥကေတဝကိုတိုင်းလည်းဇာတိဖြစ်တဲ့ကြောက်ဝရောင်းမြို့ကိုပြန်၍ဆွေမျိုးတိုင်ကများစီထံအလူခံလေတော့တယ်အလူခံ၍ဗမော်ရွာသို့ပြန်လာသောအခါကြောက်ဝရောင်းမှဥကေတဝရဲ့တူတော်ဆက်သူအသက်၉နှစ်ခန့်ရှိကိုရင်လေးနှစ်ပါလိုက်လာလေတော့တယ်ထိုကိုရင်လေးနှစ်ပါအနဲ့အငယ်ကိုရင်လေးရဲ့ဘွဲကတော့နန္ဒီယဖြစ်ပြီးတော့မြည်သည့်အရာကိုမှမကြောက်တဲ့ဖဲဒဇုထိုးနိုင်လာပြီးတယ်ရွာသို့ရောက်တဲ့အခါအလူခံ၍ရသည့်ငွေများကိုစုပေါင်းပြီးရမီရဖာများနဲ့တိုင်မြင်ကကျောင်းသက်ဆောက်ရန်စီစဉ်လေကြလေတော့တယ်အဲ့ဒီနောက်ကျောင်းသက်ဆောက်လို့ရန် န်အတွဲကံပေါင်းတွင်ကတော်ပွဲများကိုပြီးလီတော့တယ်ပြည်ထနာကအဲ့မှာစတာပါပဲဥကေတဝါရဲ့အတူဖြစ်သူကိုရင်ငယ်လေးနန္ဒီယကကံပေါင်းတွင်ပွဲပြီးထားတဲ့ကတော်ပွဲထဲမှာအုံသီးကိုယူ၍စားလိုက်လီတော့တယ်အခြားကိုရင်ကြီးများနဲ့အောင်းသားတွေကတည်၍တားတော့လဲကိုရင်နန္ဒီယကဇွတ်ခွဲစားလိုက်လီတော့တယ်ဥကေတဝါကိုကြောက်ကြသဖြင့်ပြန်မပြောရကြဘူးအဲ့ဒီနောက်အုံသီးခွဲပြီးတော့ညနေပိုင်းမှာပဲအညာသားကိုရင်နှစ်ပါးနဲ့အခြားကိုရင်များမြက်ထဲမှာလိမ့်စည်းကြလီတော့တယ်ရေတချိန်ဖြစ်တဲ့အဖြစ်ကံတဖူးအထိကိုရေများကပြည့်နေပြီးတော့ရေစီးကလည်းတန်းလာတယ်ကိုရင်များမှာလ ေပေါ်တွင်စော်ကစားနေရင်းကလေမှမြက်လေသူမရောက်တယောက်ဖြစ်သွားလေတော့တယ်။ထွာခိုက်တွင်တခါမှမမြင်မှုတဲ့လူတယောက်ကလှော်တဲ့တချောင်းကိုကမ်းပေါ်မှပြစ်ပေးလိုက်လေတော့တယ်။လေပေါ်မှကိုရီတစ်ပါးမှလေပေါ်မှလှော်တဲ့ကိုကုန်း၍ယူလိုက်လေရာတချမ်းဆောင်၍နစ်မြုပ်သွားလေတော့တယ်။ဟာလုံးကြပါအောင်ကိုရီလေးတွေရင်းနေနေပြီဗျဒီအနီးနားကတွေ့တဲ့သူတချို့ကတော့အော်ဟစ်ပြောဆိုပြီးတော့လှေများဖြစ်ထွက်၍ဆဲကြလေတော့တယ်။ဘွမ်ဘွမ်ဟုတ် လာ၍ဆယ်ကြသူများမရောက်မီမှာပင်အုံဒီခွဲစားသောကိုရင်လေးမှရေရောက်တွင်တစုံတရာကဆွဲချလိုက်သည်အလားရေရောက်သို့နစ်မြုပ်သွားလေတော့တယ်အခြားကိုရင်များနှင့်အကြောင်းသားလေးများကရေကူးတဲ့သူကကူး၍ကံပေါ်သို့တက်လာလေတော့တယ်ရေမကူးတဲ့သူများကလည်းရက်ကန်ရက်ကန်ဖြင့်ကမ်းပင်းနားစီသို့ရောက်လာကြပြီးတော့ကမ်းပင်းတွင်အလေးကျပေါက်နေတဲ့တပန်းကိုင်းများကိုဆွဲထားကြသဖြင့်လေဖြစ်ထွက်၍ဆွဲသူများကလေပေါ်သို့ဆွဲ၍တင်လာကြလေတော့တယ်ထူးဆန်းသည်မှာလေစီးကြသူကိုရင်၅ပါးနှင့်အကြောင်းသား၂ပါးနှင့်ကိုရင်နဒီယမှလွဲ၍အခြားသူများမှဘေးမသိရန်မခါပဲ ယ်ကမ်းပေါ်သို့ပြန်ရောက်ရှိကြလေတော့တယ်ကိုရင်တန်တိယကရေပေါ်သို့ပြန်၍ပေါ်လာခြင်းမရှိ၍အားလုံးကလည်းစိတ်ပူနေကြပြီးရေတော့ကိုဆင်းငုတ်ခါရှာဖွေတော့လည်းအဆအနာပဲမတွေ့ရဘူးဆရာတော်ဥက္ကေတဝါကယာယီကျောင်းလေးထဲတွင်စာဖတ်နေရင်မှစူးစူးညံ့ညံ့အတန်ဒီကိုကြားရတာကြောင့်ကျောင်းရှိသူထွက်၍ကြည်လေတော့တယ်သူဖြစ်သူကိုရင်များနဲ့အခြားကိုရင်များလှိမ့်နေသည်ကိုတွေ့လိုက်ရသဖြင့်စွန့်ရင်စွာဖြင့်တွားရင်မြင်မြင်လေတယ်ဟဲ့ဘယ်လိုဖြစ်ကြတာလဲတိမဗျာကိုရင်နေလှေစီးပြီးစော့ကြရင်နဲ့လှိမ့်နေလို့ပါဗျာ ကိုရင်ကြီးများရဲ့ရှောက်ထားမှုကြောင့်ဥကိတဝါလည်းမျက်လုံးပြူးသွားရပြီးဟောကိုရင်နေဘေးကင်းကြရဲ့လားဥကိတဝါ၏အမေကိုရွာလူကြီးများနဲ့ဥပစင်ကိုရင်များကလည်းပြန်၍မလျှောက်ရဲကြပဲငြိမ်နေမိကြလေတော့တယ်ဟဲ့ငါမင်းနေတယ်လေကိုရင်နေဘေးကင်းကြရဲ့လားလို့ဥကိတဝါမှခန်းကောင်းကောင်းလေးမိတ်လိုက်တဲ့ဖြင့်ဥပစင်တပါးမှတင်းတင်းတင်းမဖေဟာအခြားကိုရင်နေနဲ့အเจ้าသားတွေတော့ဘေးကင်းသွားကြပါပြီဖေဟာကိုရင်နန္ဒီရကတော့ရေရောက်မြုပ်သွားလို့ရှာနေကြပါတယ်ဖေဟာဟောဒုက္ခတော့များကုန်ကြပြီပဲကွယ် ဥက္ကေတဝမှာတူတော်ကိုရင်နန္ဒီယအတွက်အလွန်စိုးရိမ်စိတ်ဖြစ်ပြီးတော့ကိုတိုင်းရေထဲသို့ဆင်းပြီးရှာဖွေလေတော့တယ်ထို့သောဖြင့်နေဝင်း၍မောင်ရင်ပြူဇာအချိန်တော့အစအနာပင်ရှာမတွေ့ကြသဖြင့်လက်လျှော့လိုက်ကြရလေတော့တယ်ညရောက်တဲ့အခါမှာတော့ကိုရင်များနဲ့ចောင်းသားများကိုစစ်ဆေးတဲ့အခါမှာတော့ကိုရင်နန္ဒီယမှာကံပောင်တွေပွဲပေးထားတဲ့ကတော်ပွဲထဲမှာအုံတိကိုယူပြီးတော့ခွဲဆလိုက်ကြဥက္ကေတဝတိလိုက်ရလေတော့တယ်မင်းတို့ကွာဒီကံအเจ้าကိုတိရသားနဲ့မတားကြဘူးလားကွာတင်းမဖေဟာတပည့်တော်လူလဲတားပါသေးတယ်ဖေဟာကိုရင်နန္ဒီယကလည်းဇွတ်ကိုခွဲဆလိုက်ပါတယ်ဖေဟာ ကောင်းကြလေရောကွာကဲကဲဓမ္မယူကယ်စမ်းငါကံမောင်ကိုသွားမလို့ဥပစင်တစ်ပါးပဲလိုက်ခဲ့တဲမဖေဟာဥကေတဝါလည်းဥပစင်တစ်ပါးကိုခေါ်ကကံမောင်သူသွား၍ကဲဒီကံမှာရှိကြတဲ့မမြတ်တဲ့ပုံကိုယ်တွေကိုဖုံဖုံကမြစ်တာရက်ခံပါတယ်နောက်ကိုကိုရင်ငယ်လေးတွေနဲ့ចောင်းသားလေးတွေကမတိလို့အမားယွင်းနေပြုမိခဲ့ရင်ခွင့်လို့ပေးကြပါ ြီးတော့အခုကိုရင်နန္ဒီယရဲ့အလောင်းကိုလည်းအမြန်ရှာတွေ့အောင်လို့ကူညီပေးကြပါလို့အတန်ကျဲကျဲဖြင့်မိန့်ပြီးတဲ့နောက်မှာတော့ចောင်းသူပြန်လာခဲ့လေတော့တယ်။ဆရာတော်ဥကိတော်မှတူလေးကိုရင်နန္ဒီယအတွက်စိတ်မကောင်းဖြစ်နေမိတဲ့အပြင်ကျိန်းဆဲ၍မပြောနိုင်ရှာပေ။ကိုရင်နန္ဒီယရဲ့မိဘများကိုလည်းမိတို့ပြောရမည်ကိုစဉ်းစား၍အာယုံတက်ခဏဒီမှအိပ်ပြောသွားလေတော့တယ်။ထွေချိန်မှာပြီးရေကန်ထဲမှာအသက်40ခန့်ရှိတဲ့ရှေးအောင်ဝယ်စားများဖြင့်လူကြီးတယောက်တက်လာပြီးတော့ဆရာတော်ဥကိတော်ကကျိန်းဆဲရာယာယီចောင်းမောက်ကူလာ၍အရှင်ဖျား တပည့်တော်တို့ကရေကန်ကိုစောက်ရှောက်နေရတဲ့သူတွေပါဗျာ။ကိုရင်လေးကိုတပည့်တော်ရဲ့နောက်လိုက်တွေကလှုပ်လိုက်လို့ပါဗျာ။ကိုရင်လေးရဲ့အလောင်းကတော့ရေနစ်တဲ့ကမ်းမေးကတဖမ်းခြုံကြီးအောင်မှရှိနေပါရယ်ဗျာလို့အိမ်မက်ပြီးတော့ကဲနေသူပြန်၍ဆင်းသွားလေတော့တယ်။နည်းနည်းလေးနဲ့ခါမှတော့ဥကေတဝါလည်းရွာထဲကလူတွေကိုခေါ်ပြီးအိမ်မက်ထဲကပုတ်ကူပြပြတဲ့အတိုင်းတဖမ်းခြုံအနားကိုရှာဖွေကြည့်လျော်ထူးဆန်းသွားပြီးတဖမ်းခြုံတွင်တဖမ်းမြင်များကိုစုပ်ကိုင်လျက်တည်ဆုံနေတဲ့ကိုရင်နန္ဒီယာရဲ့အလောင်းကိုတွေ့လိုက်ရလေတော့တယ်။ဟာ တွေ့ပြီဟေးကိုရင်းလေးလောင်းကိုတွေ့ပြီမနေ့ကငါတို့ဒီညမှာအထက်ထိုက်ရှာနေတာမတွေ့ပါဘူးအခုမှတွေ့တာဟာရွာသားများကလည်းအန်အော်တကြီးဖြစ်ကိုရင်းလေးနန္ဒီယာရဲ့အလောင်းကိုဆေးယူလာကြလေတော့လေတရွာလုံးလဲစိတ်မကောင်းနိုင်ကြဘူးဆရာတော်ဥက္ကေတဝါမှလည်းတူတော်ကိုရင်းလေးရဲ့အလောင်းကိုကြည့်ရင်စိတ်မကောင်းဖြစ်နေရလေတော့လေထွဲချိန်မှစ၍ရေကန်နာကိုမြည်သူမှမသွားရဟုဆရာတော်ဥက္ကေတဝါမှအမိန့်ထုတ်လိုက်လေတော့လေယခုခါတွင်တော့ထိုကန်ကြီးမှရခင်ကလာတော့မကြမ်းတော့ပါဘူးကိုရင်းလေးနန္ဒီယာကိုမြည်သူရွာတွင်လဲကျွန်တော်ကိုယ်တိုင်ပါဝင်ခဲ့သူပဲဖြစ်ပါတယ် ဇလန်းလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မိုးရင်းသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။